ဈေးကွက်ချောင်းတရားပေါ်ကအဝိုင်ယောင်ဝုံယိုအကျိုးအပဲ့လေးကလေးကောင်များအားလုံးပဲမင်္ဂလာပါရှင်။ဆရာပါပီယွန်ရေးသားတဲ့ဈေးခွက်ချောင်းတရားပေါ်ကအဝါရံဝဝုံယုံအကျိုးအပဲ့လေးဆိုတဲ့စာအုပ်ကို

ထိရှာနာကျင်နေရပြီလေခွဲပိန်တကောင်ဤရှမ်းလုံးနေတော့နေရမြို့အဲ့ဒီနေ့ကသူ့အလုပ်ကိစ္စပြီးတော့ကျွန်တော်တို့နှစ်ယောက်သာမျိုးရဲဖက်တွေ့ကြတယ်တက္ကသိုလ်မျိုးလေးပီတာစွာ ရှုပ်ရှုပ်ထွေးထွေးစီစီကကမရှိလာပါဘူးမျိုးလေကောင်မှာရှမ်းပြည်က9ရက်တစ်စီးလို့ရှားတော့ထွက်တင်းနှံတွေရောင်းချတဲ့ဈေးလေးရှိတယ်အဲ့ဒီဈေးလေးထဲဟိုဘက်ဒီဘက်ပေါ့အတီးအနှံလေး no trap ပစ္စည်းလေးနည်းနည်းပပသူ့ဝယ်တယ်။ store ဆိုင်ထဲဝင်ပြီးဘီယာပလင်းအစိမ့်လေးတစ်ကပ်လောက်ဝယ်တယ်။ Richmond တစ်စိတ် secret ဘူးအပြာရောင်လေးဝယ်ပြီး show အကိုအတွက်ဆိုပြီးကမ်းပေးတယ်။ဝေကြီးအချိန်ကြီးရကျွန်တော်ကစေးစာတုပ်လေးဝယ်ဖျောင်းစကူနဲ့လိတ်ပြီးပွချွန်းတောက်နေရတဲ့ဘဝဖြစ်နေပြီဆိုတော့ငတ်ကြီးကြပြီးဝမ်းသာအားရရှုံမိတာပါပဲ။ဈေးဝယ်ခြင်းအမှုပြီးတော့မှ ော်ဖီဆိုင်လေးတစ်ခုမှနှစ်ယောက်သားကော်ဖီမြုပ်လိုက်စစ်ကရက်အတူတူဖြွာလိုက်နဲ့ရောက်တဲ့ရရာတွေပြောကြတာပါပဲအဲ့ဒီနေ့ကပုံမှန်အဖြစ်ရှာပါလုံးနဲ့နေအောင်ကြီးဟာ မြို့ကလေးပေါ်ဖြာကျနေတာရဲ့နေစာလေးလှုံရင်ကော်ဖီရဲ့စစ်စစ်ကလေးကိုတောက်ရင်စံတုံမကလေးနောက်အခါမှာကျွန်တော်ညီမလေးဒေါ်နမ်းမမီကြီးပေါ့လေနဲ့ကျွန်တော်ဟာစာပေတွေရုပ်ရှင်တွေဂီတတွေအိုး စုံစီနေအောင်လက်ကုံဖွင့်ပြီးပြောကြတော့တာပေါ့ခမရတို့ကြည့်ရတဲ့အချိန်ဝါသနာပါတဲ့အရာတွေကတက်တူလိုက်တဲ့အခါမျိုးမင်းလူက break အုပ်လို့ကိုမရတော့တာမျိုးမဟုတ်လားတခါတလေကြတော့အမြင်မတူတဲ့စာပေအယူအဆတွေမင်းအငင်းခုန်လေးတွေထထဖြစ်တယ်ပေါ့ဒါပေမဲ့နှစ်ယောက်သားပြုံးတုပ်လေတွေဖြစ်နေကြတာကျင်းနေနေကြတယ်ပေါ့တကယ်တမ်းကအနောက်တိုင်းစာပေတွေအကြောင်းပြောတဲ့အခါကျွန်တော်အစင်ဟာသူနဲ့မိုးနဲ့မြေလို့ကြွားချလွန်ပါတယ် ဖက်ပြန်ငင်းရလောက်အောင်မစွမ်းတပါဒါပေမဲ့အပြန်လန်အဖြစ်ဗမာစာပေအကြောင်းပြောကြတဲ့အခါလဲထင်တယ်လို့သူမပြောနိုင်ပြန်ကျွန်တော်ပြောသမျှပါဇက်အဟောင်းသားနဲ့ငင်းနေရတာပါပဲအဲ့ဒီမှာအလေးအငိုက်တော့မီကျွန်တော်ဖြတ်ခနေမိလိုက်တယ်မင်းဒီတိုင်းပြည်ကိုဘယ်တော့မှရှောက်နေတာလဲလို့ရှစ်နှစ်တမီလောက်ခရေကားတယ်ဒါကြောင့်ကိုလို့ပြောရင်ကျွန်တော်ပြုံးနေလိုက်တယ်ဗမာစကားကိုလိပ်ပတ်လေအောင်ပြောတတ်နေသေးတာ ဗမာစာအုပ်ဖတ်နိုင်တာကိုပဲကျွန်တော်အတော်အံ့ဩနေတာ။သူ့ဘဝသူ့ဆက်ကြောင်းတွေကျွန်တော်ထပ်ပြီးမဆက်စုပါဘူး။သူဟာကျွန်တော်ထင်တယ်လို့ဒီတိုင်းပြင်မှာခဏတာကြောင်းလက်တက်နေတဲ့ဗမာကျောင်းသူမဟုတ်ဘူးဆိုတာ။မူလတွေးစာကလေးကသူ့အင်္ဂလိပ်စကားပြောရဲလေတံကိုကြားခဲ့လျက်နဲ့မယိမ့်မိခဲ့တာကျွန်တော်ညံ့တာပေါ့။နမေကြီးတက္ကသိုလ်မှာအလုပ်လုပ်နေတဲ့တိတ်ပံပညာရှင်မကြီးဖြစ်နေတာကိုကျွန်တော်နဲ့စတွေ့ခဲ့စဉ်ကလည်းကျွန်တော်တက္ကသိုလ်မှာ conference လက်တက်တာတဲ့။ အဲ့ဒါကိုဘူးမတိပါမတိနဲ့သူ့လိုကိုလိုကြောင်းသူထင်တဲ့ပြီကျွန်တော်ကဟက်ကောင်မလေးပါညာနဲ့တွားဟောင်းနေလိုက်သေးတာ යි သူစိတ်ထဲကြိတ်ရခြင်းနေမှာပေါ့လေဒါပေမဲ့ဟန်ကုတ်ဖို့ဆိုတလို့ပါပဲမင်းဘာသာဘာကြီးဖြစ်နေနေငါကယူမဆိုင်ပါဘူးဆိုရဲအချိုးမျိုးနဲ့သူ့ကိုဆက်ဆက်နေလိုက်တယ်အိမ်ပြန်ရောက်တော့နေ့လေစာချက်ပြုတ်စားတောင်းရင်ဝယ်လာတဲ့ဘီယာနည်းနည်းမော့ကြစကားတွေကအမြင်မပြတ်ကြအောင်ညနေဆောင်တော့ကျွန်တော်ပြန်မို့ပြင်တယ် အကိုအတွက်ဆိုပြီးဂျိုက်တွေပလုံးတွေပလတ်စတစ်ဘူးလေးတွေနဲ့ဟင်းတွေချက်ပြီးထည့်ပေးလိုက်သေးတယ်။အငက်ကြီးကျွန်တော်ကလည်းပေးသမျှကိုမျက်နှာပြောင်တိုက်ပြီးပါစင်ယူတာပါပဲလေ။ပြီးတော့သူရှင်မှလောက်အားဖြင့်တယ်။ငါ့ကိုပြောထားတဲ့အတိုင်းရထားလက်မခသဝက်မစားပါလို့သူကပြောတယ်။သူခွေးကနေတစ်ချက်ရယ်ပြီးခရီးအတိုင်းထုတ်ပေးရှာပါတယ်။ဘူတာယုံကိုလိုက်ပို့ရင် သူ့မျက်နှာကတစ်မျိုးရယ်။မျက်နှာတိတ်မကောင်း။အကိုကလည်းခဏလေးနဲ့ပြန်သွားပြီ။စိတ်ထဲတစ်မျိုးကြီးရယ်တဲ့။ ကျွန်တော်မကြားချင်အောင်ဆောင်နေခဲ့မိတယ်။ယထားပေါ်တက်ခံနေတော့ကျွန်တော်ကိုခတ်တူတူပြောတယ်။ဒီလောက်ဒုက္ခရောက်နေပြီမင်းအကိုလက်မမြောက်တာကိုသဘောကျရဲ့တီလာတဲ့။ကျွန်တော်သူ့လက်မောင်းကိုလက်သီးနဲ့ခပ်ဖွားတစ်ချက်ထိုးပြီးယထားပေါ်တက်ခဲ့တယ်။ကျွန်တော်မျိုးကိုပြန်ရောက်တော့မူလလောကဒဏ်ဝဲခဲ့ရတဲ့ကျွန်တော်ချက်ချလေးနေပြန်တော့တာပါပဲ။ကြောင်တက်လိုက်အလုရှာလိုက်မတရားဆားရတဲ့ထမင်းဟင်းအတွက်ကလွဲပြီးကျန်တာကိုရေတောင်ဝယ်မတော့ဖဲချိုးချံချွေတားလိုက် အနာဂတ်အတွက်ရှင်မောလိုက်နဲ့ဘဝကြီးကိုဖျက်ဆီးနေခဲ့တယ်။အဆောင်လကဒုတိယအရေးစတာလင်ပေါင်600လက်သွင်းမှာဆိုရဲစာကလည်းတစောင်းမီတစောင်းရရောက်လာတယ်။ကျွန်တော်ကလည်းအဲ့ဒီစာတွေကိုအမိုက်ပုံးနဲ့ထဲထဲပြစ်လိုက်တာပါပဲ။ဘဝကြီးကမွန်းချက်လွန်းနေခဲ့ပြီ။ ုံနဲ့တနေ့မှာဒေါက်တာနန်းမမေကြီးစီကဖုံးလာတယ်။အကုတ်စီလာနေပြီတဲ့ရထားပေါ်မှာတဲ့ဒုက္ခဗျာထမင်းငလူနေပါဖြစ်နေပါတယ်ဆိုဧည့်သည်လာမေးတယ်လားပစံအိတ်ထဲမလဲ30တန်းလေးသုံးရွက်ရင်ဒါပေမဲ့မျက်စိစုံမိတ်တဲ့ပြီးဈေးဝယ်ထွက်ရတော့တာပါပဲကြက်ကြောအနီရဲရဲခရမ်းကျင်သည့်ဖြုံကျုပ်နဲ့အတီးအရွက်တွေရောထားတဲ့အစင်းကျုံပဲနေလေးဟင်းရင်အဲ့ဒါလေးပြင်ပြီးထိုင်ဆောင်နေရတော့တာပေါ့ ညနေဆောင်မှာပြုံးဖြစ်ဖြစ်နဲ့ဒင်းလေးရောက်လာတော့ရှင်မိုးချိုးတဲ့ပြီးကျွန်တော်လက်ရထမင်းဟင်းတွေကိုအ아야ပါရလွှဲတော့တာပဲတဲအဆက်ဟက်တဲ့တာပဲတဲ့အကိုနဲ့ညာတဲ့မိန်းမတော့ကန်ကောင်းမှဆရာတဲ့ငါကိုရီးတက်တဲ့လက်မလုပ်ပါနဲ့လို့ပြန်ဟောက်လိုက်တော့ခွေကနေရှဲလိုက်တာဖူးကနေဖြစ်ပြီးဟင်းညူတွေတောင်တီးသွားတယ်အတော်မျက်နှာပြောင်းနေခလေးမစားတော့ပြီးတော့မြို့ထဲအတူလမ်းလျှောက်သွားကြတယ်ဘားတစ်ခုတည်းဝင်တဲ့ပြီးတစ်ခွက်တစ်ဖလားချတယ်ဘားထဲကဘီလီယခုံမှာ ဖူးစော့တယ်။ရုပ်ရှင်တကအတူဝင်ကြည့်တယ်။အဆောင်ပြန်ရောက်တော့ကျွန်တော်အိတ်ရပေါ်တက်အိတ်ကျပြီ။ကျွန်တော်ဖလက်ဆပ်ပမာစာအုပ်တအုပ်ကိုယူဖတ်နေတယ်။ကျွန်တော်ကတော့စိတ်အပ်အိုက်နဲ့စာကြည့်စပွဲမှာကြောက်စာထိုင်လုံနေတာပေါ့။ပြဿနာကကျွန်တော်အဆောင်ကအိတ်ခန်းလေးဟာပူစီပောက်ဆက်ကလေးရဲ့။အိတ်ရဆိုလို့လေအဲ့ဒီကဒင်လေးတလုံးပဲရှိတာ။ညနေလာတော့ကျွန်တော်အိတ်ငိုက်လာတယ်။မခံနိုင်တော့ဘူး။သူ့ကိုလှမ်းကြည့်လိုက်တော့နေရန်ဘက်ကပ်ပြီးအိတ်ပျော်နေပြီ ကာရီမတက်နိုင်ပါဘူးလေဆိုပြီးအိတ်ရပေါ်တက်သူ့နဘေးနားမှာပဲလှဲချပြီးဝင်အိတ်ပြစ်လိုက်မိတယ်မနဲ့မိုးလင်းတော့စံတုံးမလေးမရှိတော့ဘူးကျွန်တော်ကမနှိုးပဲပြန်သွားဟန်ကျူရဲ့ကျွန်တော်ရေမိုးချိုးပြီးကြောင်သွားတယ်မနေ့ကဟင်းကြံထမင်းကြံတွေ ရှိနေသေးတဲ့အတွက်ဘိုက်ဖြည့်ဖို့ကရှနေသေးတယ်နောက်တနေ့ရောက်တော့စားစရာရဲ့လို့ဘာမှမကြံတော့ဘူးပတ်စံလေးတစ်ပြားမှမရှိတော့ဘူးရေရွေးကြီးလှိတ်တောက်နေရတယ် အဆောင်ပြန်မလာပဲတက္ကသိုလ်စာကြည့်တိုက်တဲ့စာထိုင်ဖတ်နေလိုက်တာတနေ့ကုန်ပဲညနေဆောင်အဆောင်ပြန်လာတော့လူကစာလုံးလို့လက်တွေပါတုံနေပြီအကျွေးစိတ်လေးပါလေး တွေ့လို့တွင်ညာစာကြည့်စပွဲအန်ဆွဲကိုဖွင့်ပြီးမှွေနှောက်ကြည့်မိတယ်ဖျားဖျား20တန်လေးတစ်ချက်ထွက်လာတယ်ကံကောင်းချက်ပြားအဲ့ဒီ20တန်လေးကိုဂင်ကြဲ့ပြီးအဆောင်နာက24နာရီဖွင့်တဲ့ကုန်တိုက်ကိုတန်းပြေရပါပဲ ထမင်းဟင်းတွေပလုတ်ပလောင်ဝိုင်းအိုးအရသာရှိလိုက်တော့ပေါ့ဖန်ကွက်ထဲကအချွေကိုတကြိုက်ကြိုင်ဘဝဟာတဲတရားဗလားပေါ့အဲ့ဒီအချိန်မှာစံတူမလေးစီကဖုံးဝင်လာတယ်ဘာလုပ်နေတာတော့အကူကြီးတဲ့ထမင်းစားနေရဟာဘိုင်းအပြက်မဲ့မတော်တဆပြစ်ချထားတဲ့20ရက်တစ်ချက်ကိုရှာတွေ့တာဟာ တမိုင်းဥပုံမြေစနစ်မှာမိကိုလူသားတွေ စတင်ရှာဖွေတွေ့ရှိတာလောက်ကိုအရေးပါတာကိုသိလားပေါ့သူကဖုန်းထဲကနေတဟားဟားရေနေတာပါပဲခဏလောက်စကားဆက်မိပြောပြီးဖုံးချသွားတယ်အစာရေစာလုံလောက်စာရသွားတဲ့ကျွန်တော်လေးပျော်ရွှင်ချမ်းမြေ့စွာနဲ့အဲ့ဒီညမှာအိတ်ဆက်နိုင်ခဲ့တယ်နောက်နေ့မနက်အိယာနိုတော့ချက်ချင်းမထဖြစ်ဘူးအိယာကောင်းရင်စင်ကလေးပေါ်ကဖလက်ဆာအော့စကာဝိုင်းရဲ့ The Picture of ဒေါ်ရီယန်ဂရိဆောက်ကိုရှူပြီးဟိုလန်ဒီလန်အလုတ်မှာ20နဲ့တစ်ချက်ထွက်လာပြန်ရောကျွန်တော်စိတ်ထဲထိတ်ခနဲဖြစ်သွားတယ်ဆိုလိုရာကကျွန်တော်မှာဒီလောက်မှပတ်စံမပေါ်တာဗျာလူကစိတ်တို့စားပြုတ်လာတယ်စက်ခနဲထားတဲ့ပြီးဘေးစင်မှာမျက်နှာတက်တယ်တွားတိုက်ဖို့တွားတိုက်တံကိုလှမ်းအယူခွက်ထဲမှာတွေ့ပြန်ပြီ20တန်းဒီတစ်ခါတစ်ချက်ထဲမကောက်ဘူးအလေးလိုက်ကလေးယူဝိဖြည့်ကြည့်လိုက်တော့အများကြီးပဲ စာကြည့်စပွဲပေါ်ကကွန်မဘူးကိုယူဖွင့်ကြည့်လိုက်တော့လေ20တန်းအထက်တွေထည့်ထားတယ်။ဒေါတာကိုချုပ်တယ်ပြီးဒေါတာနမ်မမီကြီးဆိုတဲ့မိမကို ဖုန်းခေါ်လိုက်တယ်။ပြီးတရှာတန်ဝဲတက်တဲနဲ့ပြန်ဖြေတယ်။ You all right အကိုတဲ့။အေး20တန်းတွေကဘာလုပ်တာလဲ။ငါအခန်းလာပြီးပင့်တကူပြစ်သွားတာလား။ငါမင်းနဲ့ကဖြေလေ။မနေ့ကငါပတ်စံ20တန်းကောက်ရတယ်ဆိုပြီးပြောတော့မင်းစိတ်ထဲလှောင်ရနေမှာပေါ့ဟုတ်လား။ငါ့ကိုအဲ့ဒီလိုလက်မလုံးနဲ့ကွာ။ ငါတရောင်းစားမဟုတ်ဘူးမင်းနားလေလားဒေါ်နာမမေကြီးရည်ဖြစ်လုံးကကိုစကားပြတ်မပြောတာလားကျွန်တော်ဒေါသနဲ့ကုန်းပြီးအော်ဟစ်နေမိတယ်။သူဘာမှပြန်မပြောဘူးအတန်ကြောင်တိတ်နေပြီးတော့မှရှိုက်တန်စွန့်နေတဲ့အတန်လေးနဲ့ပြန်ပြောတယ်အကိုရညမလီလီအကိုမှာ300ကျပြားမှမရှိတော့မှအကိုပုစံကိုခိုးကြည့်လို့မြင်မိတယ် ဲ့ဒါလေးတနာလုံးလို့ပေးရင်လည်းမယူမန်းသိလို့ကြံရမရဖြစ်ပြီ20ရန်လေးတွေကိုအကိုမနှိုးခင်ခွန်သားဒီနောက်ဝက်ပြီးထားခဲ့မိတာပါညီမလေးကိုမအော်ပါနဲ့အကိုဒုက္ခရောက်နေရမြင်ပြီသူထမင်းစာနေတော့မှ သူဘလို့နေရှာမလဲလို့တွေးညီမလေးယူတော့မလို့ဖြစ်နေလို့အကိုရညီမလေးညီမလေးညီမလေး ူ့စကားတွေကရှိတ်စမရတော့ဘူးချစ်နေတယ်ကျွန်တော်လဲစက်နားမထောင်ချင်တော့ဖုံးချပြစ်လိုက်မိငူတူတူကြီးဂရင်ပေါ်ထိုင်းပြရင်ပေါ်အပြင်ဘက်ကမှုန်ပြရင်မှိုင်းနေတဲ့ပဝန်းချင်းကိုအတိတ်ပင်ပင်ငှိကြည့်နေမိတယ်ကျွန်တော်ရင်ထဲတင်ငယ်စိတ်တွေကြီးစိုးလို့ရယ်ကျွန်တော်ဟာလမ်းပေါ်ကအစာငတ်နေရဲ့ထပ်ပင်ပင်ခွင်းလေခွင်းလင်းတကောင်းမယ်မနက်ကလည်းကြီးသေးတယ် ရန်ကလည်းလုံလိုက်တယ်။ခုတော့အဲ့ဒီခွေးကိုအစာကျွေးမိတဲ့ကောင်မကလေးတယောက်တိရှာနာကျင်နေရပြီလေ။ဝမ်းနေစရာမကောင်းဘူးလားဗျာ။ ီဇင်ဘာလနီးလာတဲ့အခါကျွန်တော်အတော်လေးပြန်အဆင်ပြေလာပြန်ရောခရစ်စမတ်အတွက်လက်ဆောင်ပစ္စည်းတွေမတရားပို့ကြတဲ့ကာလဆိုတော့စားတိုက်မှာအချိန်ပိုင်းအလုပ်သမားတွေခေါ်နေတာဝန်ရှောက်လို့ရသွားတယ်ဒီဇင်ဘာတလလုံးခရစ်စမတ်မတိုင်ခင် အထီးယာယူပေါ့တနေ့ကစားတိုက်မှာအလုပ်ဝင်လုပ်တယ်ညနေဘက်မှာတရုတ်တန်းကစားတောက်ဆိုင်တစ်ခုမှာပကံစေးတယ်ဆိုင်နောက်ဖေးကနေမိဖို့ကန်နဲ့ဝင်သွားတိုင်းစောက်ကြုံနေတက်တဲ့လူတရက်လောက်ရှိတဲ့ပကံပုံကြီးဟာခြောက်ခြားစရာကောင်းလာတယ် ဒါပေမဲ့ည7:00နာရီဆိုအဲ့ဒီအပုံကြီးတွေပျောက်သွားတဲ့အချိန်ကုံယုံပြီးဆေးရတာပါပဲမိဖို့ခန်းကိုကြီးဆိုးရတဲ့ပြည်ကြီးတရုတ်တွေဟာဘာကြောက်ရဲမသိဘူးကျွန်တော့ကိုတစ်ချိန်လုံးနှိမ်နှက်နေရတယ်ကျွန်တော်နဲ့ပကံအတူဆေးရတဲ့ဒင်းနီဆိုတဲ့အာဖရိကန်ငမဲကောင်လေးကိုဆိုအမျက်ဆေးဆိုနေသူတို့ဒီတိုင်းပြည်ကိုဘလိုနည်းနဲ့ရောက်လာမှမသိပေမဲ့လူမျိုးရဲ့ခွဲခြားစိတ်ကပြင်းထန်လွန်းနေဒါမှမဟုတ်တက္ကသိုလ်ကျောင်းကကောင်းနေဆိုပြီး ပညာမဲ့စာမတက်တဲ့သူတို့ကတမင်ချိုးနိုင်တဲ့သဘောပဲလားမသိဘူး။ပြောင်းပြန်ဖြစ်နေတာကစပွဲထုတ်အဖွဲပဲ။အင်္ဂလိပ်လူမျိုးចောင်းသားចောင်းသူလေးတွေကိုစပွဲထုတ်ခံထားတယ်။ကျွန်တော်နဲ့အာဖရိကန်ကောင်လေးတို့နောက်ဖေးမိဖို့ចောင်းမယ်။ပင်မဆင်းရဲ့ကြီးစွာနဲ့ပကံတွေစေးနေပြီဆိုသူတို့ရောက်ရောက်လာတက်တယ်။ဟေ့တငယ်ချင်းတို့ပင်မကြပြီလားလို့អော်ဟင်းပစံနာကိုအချိုရီဖန်ွက်တွေလက်တိတ်ပေးတယ်။ကျွန်တော်တို့လက်က rubber လက်အိတ်တွေနဲ့စက်ပြရွေးနေမှုကင်မရလို့ ိန်းလာတဲ့ဝိုင်းကအရာမယွင်းသေးတဲ့ဟင်းပွဲတွေကို အနားယူလာပဇားဟာလို့ပြောပြောပြီးခွန့်ကြွေးတက်တယ်။သူတို့ရဲ့ကျင်နာတတ်တဲ့နှလုံးသားကိုကျွန်တော်ခုရီအောင့်မိနေတော့မယ်။ဒီပကံဆေးရဲ့အလုံမှာကျွန်တော်မြဲမင်မချင်းပြည်ကြီးတရုတ်တွေကိုတီးမခတ်နိုင်တဲ့တနေ့မှာဝုန်းတိုင်းကျဲမိမယ်ထင်တာပဲလောလောဆယ်တော့အသက်ရှင်ရက်တည်ဖို့အတွက်တီးခတ်နေရတယ်အဆောင်လကဒုတိယအရစ်ကိုကျွန်တော်တွင်းလိုက်နိုင်လို့အသက်ရှူချောင်းသွားတယ်လက်ထဲအပိုသုံးလေးနည်းနည်းရှိတယ် ။သမင်းဟင်းကအလုတ်ကအပြန်ပိုးတဲ့ဟာတွေကိုအိမ်ပြန်တင်လာတော့မိကိုတိတ်စည်းရိတ်တက်တာတယ်။တန်းတောင်းတတလေးဖြစ်လာတဲ့အခါလူဟာစိတ်ကြောက်ကြရဲ့တိတ်မဖြစ်တော့။ကျောင်းဆောင်မှာလည်းကျွန်တော်ဟာ35နှစ်နေပါဆောက်ခဲ့ရတဲ့အခွင့်အရေးကြီးမှုတလုံးတလီတော့အလို့မခံဘူး။ဌာနမူဖြစ်သူ ကပီတန်အမေရိကနဲ့ခက်ဆစ်စင်တူတဲ့ဆရာဖြစ်သူကအရှိတိုင်းကပြဿနာကောင်းလို့နမေပေးတဲ့အချိန်မိကုံပေါင်းများစွာထထမေးတဲ့ကြောင်းသားဖြစ်လာတယ်။ တပတ်သုံးရက်တက်ရတဲ့လက်ချချိန်တွေအလုံးမခံအလုံးနှစ်ခုကိုပင်မဆင်းရဲကြီးစွာလုံနေရပေမဲ့အားရနဲ့စာကြည့်တိုက်ကိုပြေးတာပဲစာကြည့်တိုက်မှာအဆောင်ကကို့ဘာသာဖြော်လာတဲ့ကော်ဖီတွေတဆွဆွတောင်းရင်စာကြည့်မိုးလင်းကန်ဒီမနက်၄နာရီလောက်မှ အိမ်ပြန်တယ်အလွန်ဆုံးအချိန်၄နာရီပေါ့အဲ့ဒီလိုနဲ့ခရစ်စမတ်ကျောင်းပေးရရောက်သွားတယ်အဆောင်နေကျောင်းသားတွေမရှိကြတော့ဘူးအိမ်ပြန်သူပြန်ခေးထွက်သူထွက်အစာရှိသဖြင့်ပျောက်ကုန်ကြလို့ ចောင်းဆောင်တွေဟာလည်းឆောက်កាត់နေដែរကျွန်တော်အလုပ်တွေကလည်းနားပြီအလုပ်ကောចောင်းစာပါခဏပြစ်ထားလို့ရတဲ့ရက်တချို့မှာကျွန်တော်ဘာလုပ်ရမှန်းမသိဘူးထမင်းဟင်းလေးချက်စားလိုက်စာကြည့်တိုက်ကငှားလာတဲ့ကိုတစ်တဲ့ဝထုတို့ပေါင်းချုပ်စာအုပ်နဲ့အိယာထဲမှာကိုင်းနေလိုက်နဲ့ခဏတာစိမ့်ချနေလိုက်သေးတယ်ခရစ်စမတ်နဲ့နယူရီယာကြားတဲ့ကတညနေမှာနှင်းပွင့်တွေအစုံလိုက်ကြလာလိုက်တာပဝန်းကျင်တစ်ခုလုံးဟာဆွတ်ဆွတ်မှောင်သွားတယ် ဆရာမဖြူမွန်ရဲ့ဆွဆွမောင်းဆိုတဲ့စကားလုံးဟာ အခုမြင်နေရတဲ့မြင်ကွင်းဗလားလို့တောင်တွေးမိပြုံးမိတယ်။အဆောင်ဖြူရင်းပုံနာမှာကလေထိုင်ချပြီးထိုင်နေ။ကျောင်းဆောင်တွေကြားကစတူရန်ပုံဘလုံးကွင်းကြီးဟာနှင်းလွင်ပြင်းကြီး။ကျွန်တော်ဆွေးရည်ကြီးခံစားရတယ်။ဒီလိုနှင်းပွင့်တွေအဖက်လိုက်ကြနေတာကျွန်တော်တသက်တာမှာတစ်ခါမှမမြင်ဘူးပဲကို။စေးစားမြမြနဲ့ပုတ်ချွန်းတလေးကိုလိုက်တယ်။အဆောင်အပြင်ဘက်ကိုထွက်တယ်။ နှင်းပွင့်တွေကိုလက်နဲ့ခံကြည့်။နှင်းကြတဲ့အခါအတန်တွေမြည်ရဆိုတာဟုတ်သလားမသိဘူး။တိတ်ဆိတ်နေတဲ့ပုံဝန်းကျင်မှာအတန်တက်တက်လေးထွက်နေသလိုလိုရဲ့။ပွချုံးကိုမီးညိရဲ့။စလေးဖွာရင်ကာလန်ဒီတန်နဲ့ကန့်ညီလုံးနဲ့စိတ်ငြိမ်သောညတချင်းကိုခတ်တိုးလေးညီးတယ်။ Silent night, holy night. All is calm. All is bright. growing in virgin mother and child. Holy infant, soul danger and mind. Sleep in heavenly peace. Sleep in heavenly. ကိုဘာသာပြန်ချနေရတဲ့ကျွန်တော်အတန်ခတ်ဩကြီးဟာဒီလိုစိတ်ငြိမ်တဲ့ပဝန်းကျင်မှာကြတော့နားထောင်လို့မဆုံးမလားလို့ကြွရင်ပြုံးလိုက်မိတယ်။အဲ့ဒီအချိန်မှာအေကတ်ထဲကဖုန်းကထတုံနေ။ ဘယ်သူခေါ်ရလဲတေချာမကြည့်ပဲစက်ခနဲ့ကောက်ကန်လိုက်တယ်။ဟာလိုတဲ့အတန်တိုးတိုးမြင့်မြင့်လေး။ဟေးရလို့အဲ့လိုအတန်ပြန်ပြုတ်ရုံကလွဲပြီးကျွန်တော်ဘာဆက်ပြောင်းရမှမသိ။နှင်းမုံတွေကြားထဲမှာကြောက်ရွံ့ကြည့်လို့ကျွန်တော်ရွံ့နေခဲ့မိတယ်။နောက်ဆုံးအာတီမီစကားဆတယ်။နှင်းတွေအရင်ကြာနေအဲ့ဒီဘမကောရင်ညီမလေးအကိုလလော့စဲအားနေတယ်မင်းစီကိုမနေ့ပြန်လာခဲ့ရမလား။ တစ်စက္ကန့်၊နှစ်စက္ကန့်၊သုံးစက္ကန့်၊လေးစက္ကန့် Yes please ဆိုတဲ့အတန်လေးကိုကြားလိုက်ရတယ်။အဲ့ဒါအပြင်ဘာမှဆက်မပြောတော့ပဲချက်ချင်းဆိုသလိုပဲဖုံးချသွားတယ်။ကျွန်တော်လက်ခနဲ့ပြုံးလိုက်မိသေးတဲ့ချင်တာပါပဲ။မနေ့ဖက်အစောဆုံးထွက်တဲ့ရက်ထာနဲ့ကျွန်တော်လိုက်သွားခဲ့တယ်။ပထမဆုံးအခောက်ကလို့တခါမှမရောက်ဖူးတဲ့နေရာစီတွားနေရလို့ပဲစီရောက်လို့ဘဲပေါက်နေပြီလေ။ ဘူတာများကျော်သွားလိမ့်မလားရဲ့လို့စိုးရင်ပူပန်နဲ့စိတ်မပေါ်နေဘူးပစံအိတ်ကချဲမှာငွေကြေးလေးပြပြစုံစုံပါလာလို့ယုံကြည်မှုတွေပိုရှိနေရလဲဘာမှပေါ့လမ်းမှာရထားနှစ်ဆင်းလောက်ပြောင်းရတာကိုလည်းရှော့ရှော့ရှူရှူပဲနိုင်အနေငယ်အကြမှာဘူတာရုံအိုလေးစီကိုရထားဆိုင်တယ်ကြောဘူးအိတ်လေးကိုလွယ်လို့လှစ်ခနဲ့ခုံဆင်းလိုက်တယ်ဘူတာထဲကိုခိုကြည့်တီကြည့်ရှာမိတော့လက်ကျူတူမရှိဘူး ကျွန်တော်ဘယ်နာရထားနဲ့ထွက်လာမလဲဆိုတာတက် message တော့ပို့ထားတာပဲ။နောက်များကြနေရလားမသိဘူး။ဘူတာထဲကမောင်းတန်ကိကို ဖြတ်လို့အထွက်မှာ။အပေါ့ကနာစီမဲညီမလေးဒေါ်နန်းမမကြီးတယောက်လက်ကလေးပိုင်လို့ရှက်နေတာရဲ့။အမေကုတ်တွေပန်တွေလေဒီရှူးတွေနဲ့ဝတ်စုံပြေးကလေးဆိုတော့ကုတ်မဲပြည့်ဖက်ဖို့တော့မရေဘူး။မရဲတာကမရဲရခြင်းအကြောင်းရင်းကလည်းရှိနေတာမဟုတ်လားဟိုတခါသူနဲ့ပြည်တနာတက်ပြီးကလေးက ိုကမတောင်းမရသေးဘူးရဲ့ကျွန်တော်အင်မတန်ရိုင်းပြခဲ့မိတာကိုကိုကိုသိပါတယ်လေဒါပေမဲ့မာနာကကြီးဘာကြီးရဲ့လို့ဂိုက်ဖန်းချင်သေးတာကိုသူ့မျက်နှာဖူးဖူးကလေးကလေကျွန်တော်မြင်ခဲ့ဘူးတလို့မဟုတ်ဘူးခက်တင်းတင်းကလေးရဲ့ရှင့်ကိုကျွန်မသိကြည့်တဲ့ထင်မနေနဲ့ဆိုတဲ့အမူအရာမျိုးအလူသွားမလို့လားလို့နောက်တီးနောက်တော့စကားစကြည့်လိုက်တာကိုမရေမပြုံးလုပ်နေတာရဲ့ကိုလဲဆက်ဖြည့်ဖြည့်နဲ့ကိုရှိန်တက်ပြီးသူ့နောက်ကုတ်ကုတ်ကလေးလိုက်သွားခဲ့လိုက်တယ် လူရှင်းလာတဲ့ဘူတာယုံကလေးရဲ့ရှေ့ကနေဘတ်ကတက်စီကြတဲ့အခါဘတ်ဒရိုင်ဘာကမေးသေးတယ်။ညီနုံးနှစ်ယောက်ကမောင်နှမတွေလားတဲ့။အဲ့ဒီမှာစန်တိုမကလေးမျက်နှာကပြောင်းရွံတစ်ချက်ဖြစ်သွားတယ်။ပြီးတော့ခတ်တူတူသူ့ဘာသာပြောသလိုလိုနဲ့ရေရွတ်တယ်။ဒီပြည်ကြီးတရုတ်မှန်ကြောင်ကြီးနေမြင်မောင်နှမတုံနေပါဦးမယ်တဲ့။ Taiwan movie star ယုံမျိုးပိုင်ရှင်ရဲ့နှမကလေးဖြစ်ရတာဂယုလိုက်ဆန်းလို့အသားလေးနှွေးရနာကပ်ပြီးပြောတော့စက်ခနဲ့တစ်ဖက်ကိုလှည့်သွားပြန်တယ်။ ကျွန်တော်မှဘတ်စကားပေါ်ကြီးမယ်ဥရီမျိုးလို့ရင်မျိုးလေကောင်ကကျွန်တော်တို့အရင်တခါထိုင်ခဲ့ဘူးတဲ့ကဖေးဆိုင်လေးထဲမနက်စာအတူစားကြတဲ့အထိစကားဆံမြေမပြောဖြစ်ကြသေးဘူးခရူမုတ်တစ်ခုစီနဲ့ကော်ဖီတစ်ခွက်စီမှားတဲ့အထိတိတ်တဆိတ်ပဲပိုက်ဖြစ်နေကြတယ်တယောက်နဲ့တယောက်ခိုးကြည့်တယ်လူမိသွားရင်မျက်နှာလွှဲတယ်သူကခက်တီတီကျွန်တော်ကဆက်ဖြစ်ဖြစ်ကော်ဖီကိုမုတ်ပါကုံသွားတော့မှကျွန်တော်အဟမ်းလိုမြည်တမ်းပေးပြီးလေကြောင်းတစ်ချက်ရှင်းလိုက်တယ် ဂျာကင်အင်ဂျီအိတ်ကက်ထဲက20ရန်အထက်လိုက်ကိုထုတ်တယ်။သူရှိကစပွဲပေါ်ကိုချတယ်။သူ့မျက်နှာမှာစိတ်မကောင်းဟန်အစားဒေါသအရေးကြီးကျွန်တော်တွေ့တယ်။ပြန်ယူပါဟာ။ငါရှက်လို့ပါညီမလေးယာ။ You are stuck on မျက်နှာထားခတင်းတင်းနဲ့ဟုတ်တယ်။ဒီမညီမလေးအခုမညာဘူး။ဒီပစင်တွေကိုအခုသုံးပြီ။ဘာရဲ့အလုံးမရခင်စက်ကြောင်မှာဒီပစံတွေထဲက၄၅၀လောက်ရှူသုံးမိတယ် အကိုကမင်းထင်တယ်လောက်ကောင်းမမနိုင်မအောင်ခဏချိတဲ့သဘောပေါ့ကွာအခုအစဉ်ပြေလာလို့ပြန်ဆက်တာဒီတော့ကညီမလေးရဲ့အကူအညီကိုအကိုယူပြီးပြီလို့ပဲမှတ်လိုက်ပါတော့နော်ကျင့်တတ်ပါတော့အဲ့လိုပြောလိုက်တော့ညီမလေးမျက်နှာကမချုံမချင်းဖြစ်သွားတယ်အမေဟိုစင်ကတော့ဖြင်ကားကိုဖုန်းထဲမှာဆဲလိုက်ဆိုလိုက်တာတကယ်တမ်းကျတော့ပတ်စံတွေယူပြီးထမင်းဝယ်စားသားပဲဆိုပြီးဒီလိုဟာငပိုးကြည့်ပါလားပေါ့အဲ့လိုဖြစ်သွားတာလားလို့တွေးနေလို့ရှိသေးတယ် ူကုတ်အင်ဂျီဘေးအိတ်ထဲကပစ္စည်းတစ်ခုကိုနှိုက်ထုတ်တဲ့ပြီးကျွန်တော်ရှိကစပွဲပေါ်ကိုတောက်ခနဲ့ချထားလိုက်တယ်။ဖုံးအစ်စ်ကလေးတစ်လုံး။အဲ့ဒီတုန်းကဖန်သားဖြင့်ကိုပုတ်ဆွဲလို့ရတဲ့ပေါ်ကစားဖုံးမျိုးလေး။ကျွန်တော်ဖုံးက Nokia ကီးပတ်ကြီးရဲ့။ဖုံးနဲ့ပတ်စံနဲ့လဲကြတာပေါ့။ဘလို့လဲတဲ့။ကျွန်တော်သူ့မျက်နှာကိုဖြတ်ခနဲ့လှမ်းကြည့်လိုက်တော့မျက်စာလေးချီထားတယ်။မိတ်ကပ်တွေလိမ့်ချဲမထားတဲ့တင်းရင်နေတဲ့မျက်နှာပြောင်ကလေး။ပါအုပ်လေးတွေကအေးအေးတန်ကြောင်အနီရဲရဲလေးတွေ။ ။သပင်တိုလေးတွေကိုအဝါရောင်ကလစ်ကလေးတွေနဲ့လှတာပတာဖြစ်အောင်ညှက်ထားတယ်။ကော်ဖီဆိုင်မျက်နှာချက်မှာချိတ်ဆွဲထားတဲ့မီးစလောင်းစီကမီးအောင်ဝါနွဲ့နွဲ့လေးတွေကမျက်နှာပေါ်ဖြားကျလို့လှလိုက်တာဗျာ။ကျွန်တော်သူ့အမေကိုပြန်မဖြေပါဘူး။သူဖုန်းကိုဖွင့်ဖောက်ပြီးကျွန်တော်ဖုန်းလေးကစင်ကပ်ကိုပျောက်ထည့်ပြပြီးအပြေပေးလိုက်တယ်။အဲ့ဒီတော့မှကျွန်တော်သိပ္ပံပညာရှင်မကလေးဟာပြုံးပြော်တော့မူသွားတဲ့လေ။ အေးရောမှာအချိန်နေဟာတင်းမာနေရကပြက်ပြောင်းနှွံ့ညံ့သွားပြီ။ဟိုရင်ကလိုပဲစကားတွေတွတ်ထိုးလို့ကော်ဖီတွေနောက်ထပ်တစ်ခွက်ပြီးတစ်ခွက်ထပ်မလို့ရစ်မွန်တစိမ့်အပြာရောင် secret booth ထဲကမှုိပြက်တဲ့ secret အရှိကြီးတွေကိုကော်ဖီဆိုင်အပြင်ဘက်ထွက်ထွက်ရက်ရင် အတူဖွာပြီးမိโกတွေမှုတ်ထိုးလို့စိန်ခံကြရင် အချိန်တွေကုန်လို့ကုန်မမသိကြတော့ဘူး။နေခင်းမအစ်ထီရောက်သွားကြတယ်။ကဲအကိုပြန်မယ်ဟာ။ ရှင်ကအယူလာလို့ပြောရင်ဒေါဖောင်းမြန်ရောဘာလို့တုံးရထားက60လာရတာက3နာရီခီအဲ့ဒါကိုခုပြန်မယ်လုပ်နေရရွတော့မဟုတ်လို့ဘာလဲမဟုတ်ဘူးလေအကိုမစ်စီညအိတ်တဲရမှာတခြားလူတွေကိုအားနာနေရရဲ့ bloody hair အယူစကားတွေတော်တော်ပြန်မယ်ဆိုခုပြန်တော့စိတ်ဆုံးမှန်ဆိုနဲ့ coffee ဆိုင်ထဲကညီမလေးထထသွားခဲ့ကျွန်တော်မှကြောင်အအနေရဲ့ခဏလောက်ငေးနေမိပြီးမှ ကျော်ဖို့အိတ်ကလေးကိုကောက်လွယ်ဖုန်းအတစ်ကလေးကိုလက်ထဲကင်ချိုင်းခလလန်နှင်းပြင်ကြီးထဲမှာစောက်ကြီးအောက်ကြီးနဲ့လမ်းလျှောက်နေတဲ့စန်တိုမကလေးအနာကိုပြေးကတ်သွားတယ်။ဟေးမပြန်တော့ဘူးနော်လို့អော်ပြောရင်ဘေးကနေခုံဆွားခုံဆွားရှောင်နေလိုက်တယ်။အဲ့ဒီမှာအင်ကနေတစ်ချက်ဖြစ်သွားတယ်။ဒေါ်ပွားနေတဲ့တေနာမကလေးဟာအလစ်မှာကျွန်တော်တင်ပါကိုလွှဲပြီးကမ်းပစ်လိုက်တာရဲ့။လမ်းမတစ်ဖက်ချမ်းကအင်္ဂလိပ်ကောင်တစ်ကောင်ကအဲ့ဒါကိုမြင်သွားပြီးလှမ်းအော်ရော Bravo တဲ့ ကျွန်တော်မှာတဟဟာအော်ဟစ်ရှင်မောလို့ပေါ့အနေအကျွမ်းအပိုင်းတုံးကတော့ချင်မှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်အားပေးခဲ့ပါတော့တော်လန်ကလစ်ကာများအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။တော်လန်ကလစ်ကာများအားလုံးဘေးကင်းကြပါစေရှင်။